အာနာသိန်းဆဲအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေရဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့တဲ့ဆိုပြီးရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကလူငယ်၄ယောက်ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်လိုက်ပါတယ်။နိုဘလာ၁၄ရက်နေ့မနက်၃နာရီဝန်းကျင်မှာတင်ငန်းကျုံမျိုးနယ်ကကြန့်ခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှိဆောင်ပါတီဆိုင်းပုတ်စုစုပေါင်း၄ခုကိုဖျက်ဆီးခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့စစ်ကောင်မရှင်ကစွပ်စွဲထားပါတယ်။ အဲ့ဒီဆွဆွဲချက်နဲ့သင်္ကန်းကျုံရှန်အောင်ရက်ကွက်ကကိုရွှေလင်းဦးနဲ့ကိုစွမ်းထက်အောင်ဘိုကန်ညွန့်ရက်ကွက်ကကိုခိုင်မင်းကိုနဲ့ကိုချစ်လင်းကိုတို့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်။အဲ့ဒီလူငယ်၄ယောက်ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာချင်းမှအကာအကွယ်ပေးဥပဒေပုံမှ24ကနဲ့အမှုဖွင့်ထားတယ်လို့လည်းဖော်ပြပါရှိပါတယ်။ ရွေးကောက်ဥပဒေလိုလဲခေါ်တဲ့ဒီဥပဒေပုံမှန်အရပြစ်မှုထင်ရှားရင်ထောင်ဒဏ်3နှစ်ကနေ9နှစ်အထိကြာခံနိုင်တာဖြစ်ပြီးငွေဒဏ်လဲချမှတ်ခံရနိုင်ပါတယ်။ဒီရွေးကောက်ဥပဒေကိုတော့အာဏာသိမ်းစစ်ကောင်ဆောင်ကဇွန်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပြီးပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံရသူပေါင်း100နီးပါးရှိလာပြီပဲဖြစ်ပါတယ်ရှင်။